မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်စီးရေးသတင်းကတော့ရခိုင်ပြည်နယ်အမ်းမြို့အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA ကတိုက်ခိုက်သိမ်းပိုက်လိုက်တော့လေစစ်တွေကိုအခြေပြုပြီးနောက်ပါခတိုင်းစစ်ဌာနချုပ်ရန်ရီယာနယ်လုပ်ငန်းရှင်များကို စစ်ကောင်စီကပြန်လည်လဲပတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်2024ခုနှစ်ဒီဇင်ဘာလ20ရက်နေ့မှာရခိုင်ပြည်နယ်အမ်းမြုံနယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA ကတိုက်ခိုက်သိမ်းပိုက်ခဲ့တော်လဲလက်ရှိမှာစစ်ကောင်စီကစစ်တွေမြို့ပေါ်မှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ်နဲ့ရုံးတဲ့အင်္ဂါစင်များကိုတတ်မှတ်ပြီးတော့ရန်ရီယာနဲ့လုပ်ငန်းများကိုပြန်လည်လဲပတ်နေတယ်လို့သိရပါတယ်တိုင်းမူဗိုလ်ချုပ်ကျော်စွာဦးဟာလည်းစစ်တွေမြို့မှာပဲရုံးထိုင်နေပြီးတော့နဘာခလုပ်ငန်းစဉ်များကိုအပြည့်အဝဦးစီးလျက်ရှိတယ်လို့သိရပါတယ်နဘာခရုံးအတွက်လိုအပ်တဲ့ စစ်ရာထူးများကိုလည်းပြန်လည်ခန့်အပ်ထားပြီးတော့ဘုံမူကြီးတချို့ကိုနေပြည်တော်ကနေစစ်လွတ်ထားတယ်လို့သိရပါတယ်စစ်တွေမျိုးမှာနဘခပြန်လည်ပြီးတော့အခြေတည်ထားပါတယ်လာရှုရမခကြတော့မိုင်းရဲမှာရမခ ပြန်တည်တယ်လို့ပါပဲအခုအမ်းမှာနဘခကြပြန်တော့စစ်တွေမှာပြန်တည်ထားပါတယ်တိုင်းမူရောနေပြည်တော်ကစစ်လွတ်ထားတဲ့ဘုံမူကြီးတွေလည်းအဲ့ဒီမှာရုံထိုင်ပြီးတော့ကုတ်ကဲနေပါတယ် လိုအပ်တဲ့စစ်ရာဓုအင်္ဂါဇင်းတွေကိုလည်းပြန်လည်ခန့်အပ်ပြီးတော့လုပ်ငန်းတွေပြန်လည်လဲပတ်နေပါတယ်လို့နေပြည်တော်ရဲ့စီရေးသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။အေအေကနပါခကိုတင်ပိုက်တဲ့အချိန်မှာဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထုံးကို၎င်း တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကြော်ကြော်တန်းကို၎င်းဖမ်းဆီးရရှိခဲ့ပြီးတော့အဲ့ဒီဖမ်းဆီးခံထားရတဲ့ဘုံမှုချုပ်များရဲ့နေရာများမှာနေပြည်တော်ကဘုံမှုကြီးတချို့ကိုအစားထိုးခန့်အပ်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်ရခိုင်ပြည်အတွင်းမှာရှိတဲ့လွတ်လွတ်ဆုံဆုံထားရတဲ့စစ်စစ်ကိုယ်ကဲမှုဌာနချုပ်များရဲ့တပ်မမှုများကိုလည်းအစားထိုးခန့်အပ်ပြီးတော့စစ်တွေမှာရုံးထိုင်ခိုင်းထားတယ်လို့သိရပါတယ်။စစ်တွေမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်စစ်ကိုယ်ကဲမှုဌာနချုပ်များကိုအခုလိုမျိုးပြန်လည်ဖွဲ့စည်းထားခြင်းဟာ ရခိုင်ပြည်အတွင်းမှာရှိတဲ့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့စစ်စင်အကိုကဲမှုဌာနချုပ်များကိုပြန်လည်သိမ့်ပိုက်ပြီးပါကအသည့်ပြန်လည်ပြီးတော့လုပ်ငန်းနဲ့ရန်တရားများလဲပတ်နိုင်ရေးအတွက်ဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်တွေမျိုးကိုအေအေကတိုက်ခိုက်လာပါကကာကွယ်နိုင်ရအတွက်ကြီးရေးလေးပူတွဲစစ်စင်ရေးစီမံချက်များကိုလည်းရေးဆွဲထားပြီးတော့စစ်ရင်အားများကိုလည်းထောင်ချပြီးတော့ဖြည့်တင်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်မှာမီတာခွင်းမြေခွက်များချောင်းကန်းနဲ့ဆက်ဆက်နေတဲ့မြေခွက်များကိုစစ်ဗျူဟာမှုဗုံးမှုကြီးထွန်းထုံးဝင်းနဲ့ထိတ်တန့်အရာရှိများကိုငွေကျပ်သိမ်းရာချီလက်ထိုးပြီးတော့ရောင်းစားနေမှုများဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမှာစစ်ဒေသမှုအဖြစ်နဲ့တာဝန်ယူထားတဲ့တပ်မနှစ်နီးဗျူဟာ၃ကဗျူဟာမှုဗုံးမှုကြီးထွန်းထုံးဝင်းထံကိုသိမ်းတရာ မြောက်ကလာပါမြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူးထွေအုပ်ကိုတင်းတရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တက်ဘုံမှုချမ်းမြေဝင်းထံကိုငွေကျပ်တင်းတရာစီပေးပြီးတော့မြောက်ကလာပါမြို့နယ်အတွင်းမှာရှိတဲ့မီတာမြေခွက်များဥယျာဉ်ချမ်းမြေများချောင်းကမ်းဘေးမြေခွက်များကိုထောက်အောင်ပဲရက်ကွက်ဥက္ကဋ္ဌအောင်မြင့်ကျော်နဲ့အဖွဲ့ကရောင်းစားနေခြင်းဖြစ်တယ်လို့သိရပါတယ်သူတို့ရောင်းချနေတဲ့မြေခွက်တွေကခွာမျိုးတက်လန်းကနေပြီးတော့ခွာမျိုးခွနလန်းအထိကြီးတူပိုင်းမြေခွက်တွေ ခေမာကိုးလန်းနဲ့ဇပယ်ဆယ်လမ်းမှာရှိတဲ့ဘုံမှုထုံးစိန်ချောင်းကန်းနဲ့ထိဆက်နေတဲ့ပြည်သူပိုင်းမြေခွက်တွေနဲ့တစ္ဆာဘန်းလန်းခြံမတ်51ကနေခြံမတ်48ချောင်းမှာရှိတဲ့ရက်ကွက်ပိုင်းမီတာမြေခွက်တွေကိုရောင်းစားနေတာမြေခွက်တွေကမြေခွက်အကျယ်ကြီးတွေပါမီတာမြေခွက်ဆိုရင်အနံပေ30နဲ့အလျားပေ400ရှိတဲ့မြေခွက်တွေဖြစ်ပါတယ်လို့ဒေတာသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မြေခွက်များကိုသိရာချီဈေးတက်မှတ်ပြီးတော့မြောက်ကလာပါမြို့နယ်ထောက်ပဲရက်ကွက်ဥက္ကဋ္ဌအောင်မြင့်ကျော်ရအိမ်မှုမျိုးညွန့်တို့ကရောင်းစားနေကြခြင်းဖြစ်ပြီးတော့ မြောက်ဥယင်ရေတပ်ပိုင်ရှင်ကလည်းပူရွဲပြီးတော့ပါဝင်နေတယ်လို့သိရပါတယ်။မြောက်ကလာကိုမြို့ကွက်စဖော်ကလေးကမိသားမြေနဲ့စကြက်မြေဥယင်ဘောလုံးကွင်းမြေတို့ပါဝင်ပါတယ်။အခုတော့အဲ့ဒါတွေကကုံပြီးအာဏာရှိဆုံးဖြစ်တဲ့စစ်တပ်မှာရန်ကုန်ကိုတာဝန်ယူနေတဲ့စစ်ဒေသမှူးဘုံမူကြီးထွန်းထွန်းဝင်းကိုတိမ့်တရာပေးတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးထွေအုပ်ကိုတိမ့်တရာဘုံမူချမ်းမြေဦးကိုတိမ့်တရာစီပင်ကိုတိမ့်တရာပေးပြီးတော့ရောင်းစားသွားတာပြည်သူတွေကဒါဟုတ်သိတယ်။ရောင်းစားတဲ့မြေခွက်တွေရဲ့တန်ဖိုးကလည်းမနှဲလာဘူး။ လက်ထိုးတာတွေတင်းရာနဲ့ချီလက်ထိုးတာဆိုတော့ရောင်းချတဲ့နေရာမှာလဲဒီထက်မနည်းတဲ့ပမာဏတွေပြန်လဲရရှိမှာပဲလို့ဒေတာသတင်းအရေးမြေကရှင်းပြထားပါတယ်။ဒါ့အပြင်ညောင်ကလာပါမြို့နယ်အတွင်းမှာမြေခွက်ပေးပြီးတော့အခန်းပေးအခန်းယူကန်ထရိုက်တိုက်ဆောက်လုပ်နေတဲ့လုပ်ငန်းများဟာလဲအလွန်တွင်ကျဲစွာလုပ်ကင်နေကြပြီးတော့အခုလိုမျိုးကန်ထရိုက်တိုက်ဆောက်လုပ်ရန်အတွက်စီရင်တဲ့စက်တက်ကိုလက်ငွေပေးပြီးတော့ကြုံရကြပန်းတိဆောက်ခွင့်တွေရနေကြတယ်လို့သိရပါတယ်။မြေခွက်ဆယ်ပေဆောက်ရင်နှစ်ဦးလောက်ဆက်ပြီးတော့ကန်ထရိုက်အပ်အခန်းပေးအခန်းယူလုပ်ပြီးတော့ 6ထပ်တိုက်တွေစောက်ကြတာပဲအဲ့ဒီမြေခွက်တွေကဘာစာရွက်စာတမ်းမှမရှိဘူးကျူးကျော်တွေပေါ့ကန်ထရိုက်ကလည်းညှိရှိရင်ပြီးတော့စောက်တယ်စီမင်းနဲ့စစ်တပ်ကိုလက်ထိုးပြီးတော့စောက်ကြတာကန်ထရိုက်တာတွေကလည်းစီမင်းကိုငွေပေးတယ်စစ်တပ်ကိုလက်ပေးတယ် BCC စောက်လုပ်ခွင့်ကနောက်ကိစ္စလောလောဆယ်အရင်ဆုံးစောက်ကြတယ်လို့မြောက်ကလာပါကစောက်လုပ်ရေးကုမ္ပဏီတအုပ်ကပြောပြထားပါတယ်စစ်အာဏာသိမ်းတဲ့ကာလ2021ခုနှစ်ကစတင်ပြီးတော့စီပင်နဲ့စစ်တပ်ကရန်ကုန်မှာအများပိုင်းမြေခွက်များကိုအစစ်အစစ်တရားမဝင်ရောင်းချခြင်း contract တိုက်စောက်လုပ်ခွင့်များကိုတရားမဝင်ခွဲပြုပေးခြင်းတို့ကြောင့်စီပင်နဲ့စစ်ဒေသနယ်မြေမှုများဟာအလိုမင်းချမ်းသာကျွယ်ဝလာကြကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်ကြည်ကုန်းချေးရွာနေအကြမ်းဖက်ဆက်တပ်အတွက်အလုလုပေးနေသူ ပေါင်တိုကိုပြစ်ခတ်ရှင်းလင်းခဲ့ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့ညပိုင်းကကြည်ကုန်းချေးရွာနေအကြမ်းဖက်ဆက်ကောင်စီအတွက်အလုလုပေးနေသူပေါင်တိုကိုကလေးခရိုင်မိုက်တပ်ဖွဲ့ကရဲဘော်များက၎င်းရဲ့နေအိမ်အတွင်းကိုဝင်ရောက်ပြီးတော့တနက်နဲ့6ချက်ပြစ်ခတ်ရှင်းလင်းရာပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ပေါင်တိုဟာ ကြောက်ခုတ်ဂွေမှာရှိတဲ့စာသုံးလုံးဂိတ်မှာပြည်သူတွေစီကစက်ကြီးကောက်ချင်းတော်လိုက်တပ်ဖွဲ့များရဲ့သတင်းများကိုစစ်တပ်ထံကိုပေးပို့ခြင်းများကိုလုံဆောင်နေသူဖြစ်တယ်လို့သိရပါဗါဒအပြင်ဇန်နဝါရီလ17ရက်နေ့နေ့လယ်ပိုင်းမှာတေဆုံးသူပေါင်တို့ရဲ့နေအိမ်ကိုရောက်ရှိလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုလည်းအသိဆောင်ဆိုင်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်ရန်စီစဉ်ခဲ့တော်လဲမိုင်းနဲ့ချိတ်ဆက်ထားတဲ့ဘက်ထရီအိုးများဟာခြုံရဲမှုတွေဖြစ်ပွားခဲ့တဲ့အတွက်ပောက်ကွဲမှုမရှိဘူးလို့သိရပါတယ်။ဒါကြောင့်လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ပေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်။ဇန်နဝါရီလ12ရက်နေ့နေ့လယ်ပိုင်းမှာလေကလေးမျိုးကနေစစ်ကူထွက်လာတဲ့အကြမ်းဖက်စစ်တပ် drone တင်ကားတစ်စီးနဲ့စစ်သားများလိုက်ပါလာတဲ့ကားနှစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ရန်စီစဉ်ခဲ့တော်လဲမိုင်းနဲ့ချိတ်ဆက်ထားတဲ့ဘက်ထရီအိုးများ ထွက်မှန်ချွေရင်းချက်ကြောင့်ပေါက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်။ဒါကြောင့်ညာဘက်မှာကင်းမုံဝင့်ရန်ရောက်ရှိလာတဲ့ချီလင်းအကြမ်းဖက်စစ်သားများကိုထွက်မှန်မိုင်းဆွဲတိုက်ခိုက်ရာအကြမ်းဖက်စစ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့ကလေးခရိုင်မိုက်တပ်ဖွဲ့ကသတင်းနဲ့ပြန်ကြားရေးတာဝန်ခံတော်စင်ဖုံးပြေကပြောကြားထားပါတယ်။ ဲ့ဒီ၃ရက်အတွင်းမှာမိုင်းရှစ်လုံးနဲ့၄ချိန်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်က drone နဲ့၎င်းကလေးမျိုးကွန်ပျူတာတိုက်ကတုံးမှာတပ်ဆွဲထားတဲ့စစ်တပ်ကလက်နက်ကြီးများနဲ့၎င်းရန်တပ်ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုများကိုကလေးခရိုင်မိုင်းတပ်ဖွဲ့ကဥဆောင်ပြီးတော့ operation momo ကလေးမျိုးနဲ့ပကဖားတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့မစ်ရှင်ကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်တမိုင်းမြို့တဲတိရက်ကွက်မှာအကြမ်းဖက်ဆက်တပ်ရဲ့စစ်မှုထမ်းတပ်သားတဲ့အဖြစ်နဲ့အတင်းအဓမ္မစုဆောင်းခံရတဲ့အပတ်စဉ်တင်တန်းစဉ်ကိုတင်အောင်ဝင်း စီတိုင်းမျိုးတိုက်ပွဲမှာတေဆုံးသွားတော့လေစစ်တပ်ကမိသားစုဝင်များကိုအတိမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်အေပီလမှာမရန်ကုန်မြို့နယ်တမိုင်းတရက်ကွက်မှာအကြမ်းဖက်စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးကစစ်မှုထမ်းရန်မဲပေါက်တယ်ဆိုပြီးတော့အသက်32နှစ်အရွယ်ကိုတင်အောင်ဝင်းကိုအုပ်ချုပ်ရေးမှူးနဲ့ပြူစောတိများကနေအိမ်အတွင်းကိုလာရောက်ပြီးတော့ဖမ်းဆီးသွားပြီးအတင်းအဓမ္မစစ်တပ်ထဲကိုထည့်လိုက်တယ်လို့သိရပါတယ်။အခုလိုမျိုးအတင်းအဓမ္မစစ်မှုထမ်းတပ်သားတဲ့စုဆောင်းခံရပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကစစ်တပ်နဲ့တုံးလာပေးပြီးတော့ရှေ့တန်းကိုပို့ဆောင်လိုက်ခြင်းဖြစ်တယ်လို့သိရ ပါတယ်။ရှေ့တန်းကစစ်မြေပြင်ကိုရောက်ရှိပြီးတဲ့နောက်ဇန်နဝါရီလ၄ရက်နေ့မှာစီဇန်မြို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာကိုတင်အောင်ဝင်းသေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရှေ့တန်းတိုက်ပွဲအတွင်းမှာကိုတင်အောင်ဝင်းသေဆုံးသွားခဲ့တော့လဲအကြမ်းဖက်စစ်တပ်ကမိသားစုဝင်များကိုအတိမပေးခဲ့ဘူးလို့ပြောပါတယ်။ကိုတင်အောင်ဝင်းရဲ့မိတ်ဆွေဖြစ်သူများကမိသားစုဝင်များကိုဆက်သွယ်ပြီးပြောမှသာလျှင် တိုက်ပွဲအတွင်းမှာတေဆုံးတာကိုသိရှိခဲ့ရခြင်းဖြစ်တယ်လို့ပြောပါရယ်ကိုတင်အောင်ဝင်းဟာရှေ့တန်းတိုက်ပွဲမှာတေဆုံးခဲ့တယ်လို့အကြမ်းမဆက်တက်ကမိသားစုဝင်များကိုဘာအကျိုးခံစားခွင့်မှပေးဖို့ထောက်ပံ့ခြင်းမရှိဘူးလို့ပြောပါရယ်မယန်းကုန်းတမိုင်းမြို့တဲ့တိရက်ကွာမှာစစ်မှုထမ်းအပတ်စဉ်တိကပါသွားတဲ့တင်အောင်ဝင်းလို့ခေါ်တဲ့အဖိုးကြီးစီဆိုင်မြို့တိုက်ပွဲမှာကြသွားတာအကြမ်းမဆက်တက်ကမိသားစုဝင်တွေစီကိုအကြောင်းမကြားဘူးဇန်နဝါရီလ၄ရက်နေ့ကတိုက်ပွဲမှာကြာသွားတာလို့သိရတယ်။သူ့ရဲ့မိတ်ဆွေတွေကသူတို့မိသားစုစီအကြောင်းကြားလာမှသိရတာ အကြမ်းမဆက်တက်ကဘာထောက်ပံ့ခြင်းညာထောက်ပံ့ခြင်းမှလည်းမပေးနိုင်ဘူးတဲ့စစ်မှုထမ်းအပတ်စဉ်တက်အတွက်မဲပေါက်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့2024ခုနှစ် AB လပိုင်းကလေးကပြူစောတိနဲ့ထွေအုပ်တွေကနေအိမ်ကိုရောက်လာပြီးတော့အတင်းအဓမ္မဖမ်းပြီးခေါ်သွားတာလို့ဒေတာတွင်သတင်းအရေးမြစ်ကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတပ်သားတဲ့များကိုရှေ့တန်းစစ်မြေပြင်ကိုတောက်လျှောက်ဖေလွတ်လျက်ရှိပြီးတော့တိုက်ပွဲတွင်မှာတေဆုံသွားတဲ့အခါမိသားစုထံကိုအတိပေးအကြောင်းကြားလာခြင်းမရှိတဲ့အပြင်တေဆုံသွားတဲ့တပ်သားများအတော်ကျန်ရဲသူမိသားစုများထံကိုပေးအပ်ရမယ်ခံစားွက်များကိုလည်းညှင်းပယ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မော်ဘီမြို့နယ်မှာလူငယ်များကိုစစ်မှုထမ်းခေါ်ဆောင်ရန် အုပ်ချုပ်ရေးမှူးများကအမည်စရဲများကိုလိုက်လံကောက်ခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ10ရက်နေ့ကစတင်ပြီးတော့မော်ဘီမြို့နယ်ထိန်စုံရွာမှာအကြမ်းမဆက်တခန့်အုပ်ချုပ်ရေးမှူးမြင်းအေးကကြေးရွာတွင်းမှာရှိတဲ့လူငယ်များကိုစစ်မှုထမ်းဖို့အတွက်ဆိုပြီးတော့နာမည်စရဲတွေကိုလိုက်လံကောက်ခံနေခြင်းကြောင့်ကြေးရွာတွင်းမှာရှိတဲ့လူငယ်များဟာကြောက်လန့်နေကြတယ်လို့သိရပါတယ်။ဒါအပြင်မော်ဘီမြို့နယ်အတွင်းအကြမ်းမဆက်တခန့်အုပ်ချုပ်ရေးမှူးများကိုစစ်မှုထမ်းခြင်းလစဉ်ပေးဆောင်နေတော်လဲဇန်နဝါရီလ9ရက်နေ့ညပိုင်းကလည်း မြောက်ချောကုန်းကျေးရွာအုပ်စုညောင်တုံးကျေးရွာမှာနေထိုင်တဲ့ကိုမျိုးမင်းအောင်ကိုကျေးရွာအုပ်ချုပ်ရေးမှုဒေါ်အေးပိုင်ရာအိမ်မှုဝင်းပုံနဲ့အကြမ်းဖက်ဆက်တက်ကနေအိမ်ထဲထီကိုလာရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်အကြမ်းဖက်ဆက်တက်နဲ့အုပ်ချုပ်ရေးမှုများကပေါ်တာဆွဲဖမ်းဆီးသွားတဲ့ကိုမျိုးမင်းအောင်မှာကလေးငယ်နှစ်ဦးနဲ့အမျိုးသမီးကြံခဲ့ပြီးတော့လက်ရှိအချိန်မှာလဲစားဝတ်နေရေးအတွက်ခက်ခဲနေပြီးလက်ရှိအချိန်ထိကိုကိုမျိုးမင်းအောင်နဲ့အဆက်အသွယ်မရသေးဘူးလို့သိရပါတယ် မော်ဘီထိန်ဆုံးရွာမှာစစ်မှုထမ်းဖို့စစ်ခွဲတွေခန့်ထားတဲ့အုတ်ချုပ်ရဲမှုမြင်အေးကသကောင်စင်းတွေလိုက်ကောက်နေတယ်လူငယ်တွေကတော့တိမ်းရှောင်နေရပြီးတော့တချို့ကတော့ပြည်သူတော်လှန်ရေးတပ်ထဲကိုဝင်ရောက်ဖို့အတွက်စိတ်တွေပြင်းပြနေကြပါတယ်ရွာမှာရှိတဲ့လူငယ်တွေကတော့ကြောက်လန့်နေကြတယ်စစ်မှုထမ်းခြင်းဆိုပြီးတော့အုတ်ချုပ်ရဲမှုတွေကလက်ဆက်ပတ်စံကောက်နေတာတွေလည်းရှိတယ်ပတ်စံပေးနေပေမဲ့လည်းနေအိမ်ထဲထီကိုပေါ်တာဆွဲလာဖမ်းတာလည်းရှိတယ်ဇန်နဝါရီလ9ရက်နေ့ညကညောင်တုံးကျေးရွာမှာနေထိုင်တဲ့ကိုမျိုးမင်းအောင်ကိုစစ်တပ်ကနေအိမ်ထဲထီလာပြီးတော့ပေါ်တာဆွဲဖမ်းဆီးသွားတယ် ကိုမျိုးမင်းအောင်မကလူမမဲကလေးနှောင်းနဲ့အမျိုးသမီးကြံခဲ့တယ်မိသားစုဝင်နေလဲအခုလက်ရှိစားဝတ်နေရေးတွေခက်ခဲပြီးတော့ဘာအဆက်အသွယ်မှမရသေးဘူးလို့သိရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဒါအပြင်မကွေးတိုင်းတရက်မြို့နယ်မှာရှိတဲ့ချေးရွာ၃ရွာကိုအကြမ်းမဆက်တက်ကဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတဲ့အတော့ရွာလုံးကျွတ်ကလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများကတိုက်ကြားထားပါတယ်ဇန်နဝါရီလ10ရက်နေ့မှာတရက်မြို့နယ်အမတ်ဆက်နှစ်ကာကွယ်ပစ္စည်းဆက်ယုံဘေးမှာရှိတဲ့ဗထောက်ရွာတောင်ဘောရွာနဲ့မြောင်ဘောရွာကလူငယ်များကို ဝေရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းကြောင့်ကြေးရွာကလူငယ်များဟာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများကအယက်စီးကားတွေနဲ့ကြေးရွာအတွင်းကိုဝေရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းဖြစ်ပြီးတော့လူငယ်များဟာထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ခြင်းကြောင့်ဖမ်းဆီးခံရတဲ့သူတော့မရှိဘူးလို့ပြောပါဗျ။ဇန်နဝါရီလ10ရက်နေ့ကကပ္ပစဆက်နှစ်ဘေးကဗရောက်ရွာတောင်ဘောရွာနဲ့မြောင်ဘောရွာကိုစစ်ခွေးတွေကဝင်ဆွဲလို့လူငယ်တွေအကုန်ထွက်ပြေးရပါတယ်။ညနေပိုင်းမှာလဲညောင်စစ်အုပ်စုကိုရေဝင်ချိုးတဲ့အချိန်ရေစိမ့်မှာဝင်ဆွဲလို့ အကုန်လုံးထွက်ပြေးနိုင်လို့လုပ်ခဲ့ရပါတယ်အခုကရွာတဲ့အထီကိုဝင်ဆွဲနေတာစစ်တပ်ကအင်စည်းကားအဖြူလေးနှစ်စီးနဲ့ရောက်လာပြီးတော့ပေါ်တာဆွဲတာပါအဲ့ဒီကားနှစ်စီးကကပ္ပဆဆက်နေဘက်ကိုပြန်သွားတာတော့တွေးလိုက်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNI ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ